အမဒီဖိုးရတဲ့လိုင်းကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်မြို့ကွင်းချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှဆိုရင်တော့ကျမတို့ရန်ကုန်မြို့ကွင်းချက်အဖွဲ့သားတွေကရန်ကုန် water park မှာပြုလုပ်နေတဲ့မုတ်တုံရသည်မြမလက်မှုအမှုပညာနဲ့ပကြီးပပုပြပွဲကြီးကိုခေါ်ဆောင်သားမှာပဲဖြစ်ပါရစေရှင်။ပရိသတ်များရှင်ရန်ကုန် water park ကနေမှဦးစီးပြီးတော့မှဒီကနေ့ကြာရောက်တဲ့ဒါ290ပြည့်အာဇာနည်နေ့အထိမ်းအမှတ်နေနဲ့ပြုလုပ်သွားတဲ့မြမလက်မှုအမှုပညာမြမလူမျိုးတို့ရဲ့ဒါတန်ဖိုးမဖြစ်နိုင်တဲ့အဖိုးတန်လာတဲ့ပကြီးပပုပညာအပါဝင်ယွန်းပညာတွေရဲ့လက်မှုပစ္စည်းတွေကိုပြသသွားတဲ့အခမ်း န္ဓာကိုပြည်သက်တွေမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့မြမရိုးရာအနေနဲ့လုံးဝကိုမထိုက်တန်လာတယ်ဒီကနေ့မှစရင်တော့ခန္ဓာတွေကိုမြင်တွေ့ရမှာဖြစ်တဲ့အတွက်ပြည်သက်များကဆက်လက်ပြီးတော့ကြိရှိဖို့တပ်ဖိတ်ခေါ်ချင်ပါတယ်ရှင် ်ချေပရိသတ်များအနေနဲ့ဒီကနေ့မှဆိုရင်တော့ drop on မျိုးနဲ့ရေမုန်နာလမ်းမကြီးပေါ်မှာတရှိတဲ့ရေကုန်ဝါတာဖို့နဲ့90ပြည့်အာစာနေနဲ့အထိမ်းမဖြစ်နေလေပြုလုပ်ခဲ့တဲ့မုတ်တုံရသည်မြမလက်မှုအမှုပညာနဲ့ပချီပပူပြပွဲကြီးရဲ့ဖွင့်ပွဲခမ်းနားမြို့များကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဖွင့်ပွဲခမ်းနားကိုတော့တိုင်းဒေသကြီးဆိုရဖွဲ့ဝင်မြင့်ကြီးများရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းနဲ့နိုင်ငံခြားတန်ယုံများမှအတန်းမကြီးများ တာဝန်ရှိသူလူကြီးမင်းများပါဝင်ပံ့ပိုးပေးထားပါတော့ Social Enterprise ဖွဲ့စည်းများမကြီးပညာရှင်များနဲ့ဗဟုပုပညာရှင်များစာနယ်ဇင်းနဲ့သတင်းမီဒီယာမှာညီအကိုမောင်နှမများစုံလင်စွာတက်ရောက်ခဲ့ကြပါတယ်အခမ်းအနားကို Share New Gasha Association ၏ကိုဆိုင်ထပ်ပုံဒီမှာကိနေကိညာကပြောပြမှုဖြင့်စတင်ဖွင့်လှစ်ခဲ့ပါတယ်။အရင်နောက်မှာတော့ရှမ်းကုန်းတိုင်းဒေသကြီးလူမှုရေးဝန်ကြီးဦးနိုင်မြင့်နဲ့မှာ အဖွဲ့တော်ကွန်ဆက်စ်ကပြောကြားပေးခဲ့ပါတယ်။ရှိခုလို290ပြည့်အာဇာနည်နေ့တွင်မြန်မာလူမျိုးများလေးစားမျက်နှာထားကြတယ်မြန်မာလက်မှုအမှုပညာပြပွဲကိုကျင်းပပြုလုပ်ခြင်းအတွက်ဂုဏ်ယူဝမ်းမြောက်မိကြောင်းပြောကြားပေးခဲ့ပါသေးတယ်ဒီကနေ့မုတ်ထုံရသည့်မြန်မာလက်မှုအမှုပညာနှင့်ပချီပပူပြပွဲတို့ကြွားရောက်ကြီးမြင်ပေးခဲ့ပါတော့ဥဆော့အီမောင်ရဲ့စကားတန်ကိုလည်းခုလိုပဲကြားပေးပြရပါတယ်အဓိကတော့ဒီနေ့က19ဇူလိုင်အာဇာနည်နေ့ပေါ့နော်အာဇာနည်နေ့ ကျွန်တော်တို့မနေ့ကဗိုလ်ချုပ်တို့ရဲ့အာဇာနည်နေ့ခမ်းနားကိုတက်ပါတယ်တက်ပြီးတော့အပြန်မှာဒီ water bomb မှာမုတ်တုံရာဒီပကြီးပပူပြပွဲအခမ်းနားကိုကျွန်တော်လာရောက်ပြီးတော့ဒါအားပေးချီးမြှင့်ပါတယ်အာဒါကျွန်တော်ယင်ထဲမှာတတိယတာပေါ့နော်ဗိုလ်ချုပ်အောင်ဆန်းကဘလို့မှာကြခဲ့လဲဆိုတိုင်းပြည်ကိုအရန်ချမ်းသာစေခြင်းတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဖျားမတင်နဲ့မဝင်လူရင်းပန်းဆယ်မျိုးဆိုတာအဲ့ဒီပန်းဆယ်မျိုးကိုကျွန်တော်မြန်မာလူမျိုးတွေကအားလုံးလုတ်တက်ကြတယ်ဒါပေမဲ့ဈေးခွဲမရှိဘူးဖြစ်နေတယ် ဗိုလ်ချုပ်မှားခဲ့တာကလည်းငါတို့မြန်မာနိုင်ငံကလူတွေဟာအလုံးမြန်မာတွေကမညံ့ဘူးလူတော်တွေနော်ရှစ်တော်အချာမှာတကယ်တော်တဲ့လူတွေအဲ့တော့ဗိုလ်ချုပ်မှားခဲ့တဲ့လမ်းညွန်မှုနဲ့အညီမြန်မာနိုင်ငံကပန်းစင်မျိုးထဲမှာ ပါဝင်တဲ့ပကြီးပပုလက်မှုတွေကိုဒါဈေးကွက်တခုဖွင့်ပေးတဲ့အနေနဲ့ water bomb ကနေပြီးတော့အခုလိုပြပွဲလုပ်ပေးတာကျွန်တော်အရင်ကျေးဇူးတင်တယ်လက်မှုပညာလုပ်တဲ့လူတွေကလုတ်တာလုတ်တာသူတို့ကဈေးကွက်မရှိချာဘူး ဒါတွေကိုဒီလိုဈေးကွက်ဖော်ပေးတဲ့အတွက်ဒီ water bond မိသားစုဒေါ်မာလာဝင်းတို့မိသားစုကိုကျွန်တော်အရင်ကျေးဇူးတင်ပါတယ်ဒါမြန်မာနိုင်ငံရဲ့ SME တွေကိုဒါမြေတောင်မြောက်ပေးတာဒီလိုမျိုးလုပ်ငန်းအသေးလေးတွေအောင်မြင်မှနိုင်ငံစည်းပွားတိုးတက်မှာအဲ့ဒါကြောင့်ကျွန်တော်ဒီလိုမျိုး မုတ်တုံရာသီပကြီပပူးပြပွဲကိုကျွန်တော်ကကြိုလဲကြိုဆိုတယ်ကျေးဇူးလဲတင်တယ်နောက်နောက်ကိုလည်းဒါမျိုးပွဲတွေအများကြီးလုပ်ပေးနိုင်ပါစေလုပ်ပေးခြင်းအပြင်နိုင်ငံစည်းပွားဖြစ်မျိုးတိုးတက်အောင်ဒါအထောက်ပံ့တစ်ခုဖြစ်ပါတယ် ်လို့ကျွန်တော်ပြောကြလိုပါတယ်အဲ့ဒီနောက်မှာတော့ရှန်ကောဝါတာဘွန်ကုမ္ပဏီလီမိတက်ဤ assistant general manager ဖြစ်သူဦးဖြိုးမင်းနိုင်မှာရှခုလိုမုတ်တုံရာတီမြန်မာလက်မှုအမှုပညာနဲ့ပတိပဖို့ပြပွဲကြီးကိုကျင်းပပြုလုပ်ဖြစ်ခဲ့ခြင်းမှာ social enterprise ဖွဲ့စည်းများကိုယခုထပ်ပုံမှဖွံ့ဖြိုးတိုးတက်လာစေရန်နဲ့မြန်မာလက်မှုအမှုပညာလက်ရများတိမ်မြုပ်ပျောက်ကင်သွားစေရန်ရည်ရထားကြောင်းရှင်းလင်းပြောကြားပြီးခဲ့ပါတယ်။ မုတ်တုံရသည်မြမလက်မှုအမှုပညာနှင့်ပချီပပူပြပွဲကြီးစီစဉ်ဖြစ်ခဲ့ပုံနှင့်ပတ်သက်ပြီး UMG Crew Art Company နှင့် ရန်ကုန် Waterborn Company Limited ၏ဘဲကန်ရှင်ဖြစ်သူမတ်မာလာဝင်းမှာအခုလိုပဲပြောကြားပေးခဲ့ပါသေးတယ်။အမ UMC ရဲ့ဥက္ကဋ္ဌတူပါရန်ကုန်ဝါတာဘွန်ရော UMC အောက်ကလုပ်ငန်းခွဲလေးတစ်ခုဖြစ်ပါတယ် entertainment လုပ်ငန်းလေးဖြစ်ပါတယ်အာအာဇာနီနေ့လည်းဖြစ်ပါတယ်ဒီနေ့ကအထိမ့်မှတ်နေတဲ့အမဒီနေ့ကိုစပြီးတော့ဟိုတူရာသီပွဲပေါ့နော်မြန်မာလက်မှုပညာတွေအားလုံးကိုပေါ့နော်အမခေါ်ပြီးပြထားတာဖြစ်ပါတယ်ပချီပါတယ်ပပူပါတယ်ယွန်းထယ်တွေလည်းပါတယ်နဝမ်းလောက်တာလည်းပါတယ်သူတို့အကုန်လုံးကဒါ မတန်မစွမ်းလူတွေရဲ့လက်ရည်တွေလည်းပါတယ်မိဘမဲ့ကလေးလည်းပါတယ်ဆင်းရဲနှွေးပါတဲ့လူတွေ HIV ဖြစ်နေတဲ့လူတွေနောက်ပြီးတော့ဟိုစစ်ပေးချောင်အမျိုးသမီးတွေပေါ့နော်သူတို့တွေကနေပြီးတော့လှုပ်ထားတဲ့လက်မှုပညာတွေကိုအမဒီနီယာမှာတနေရာထဲမှာစုပြီးတော့ပြသစေချင်ပါတယ်ဘာလို့ဆိုတော့သူတို့တွေအတွက်ဝင်ငွေလည်းရဖို့ဖြစ်ပါတယ်အခုလိုမျိုးမိုးရာသီမှာဒါ တစ်ဖက်တစ်လမ်းနေပြီးတော့ဝင်ဝေရအောင်ဆိုတဲ့ရည်ရွယ်ချက်လေးနဲ့အမဒီမှာလာပြီးတော့ခေါ်ပြီးတော့ပူပေါင်းပြသခိုင်းတာဖြစ်ပါတယ်ဟို water pool management ကိုစားပညာရှင်တွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ဒီညနေပြောကြားလိုပါတယ်အော်ရန်ကုန် water pool မှာဟုတ်ပါတယ်စတင်မှာ30နေပြသမှာဆိုတာအမတို့ပုံမှန်လာကစားတဲ့လူတွေကတယောက်နဲ့တယောက်မတူကြဘူးပေါ့နော်တရချင်းတင်းနဲ့တက်လည်းမတူတဲ့အတွက်နိုင်ငံခြားသားတွေလည်းလာပြီးတော့ကစားတဲ့အပန်းဖြစ်နေရလေဖြစ်တဲ့အတွက်တို့တွေကကစားရင်းနဲ့ဒီပြပွဲကိုမြင်သွားတဲ့အခါမှာဒီတို့တက်နေတဲ့လောက်လဲဝယ်ယူသွားမှာဖြစ်တယ်အဲ့ရမှာတဆင့် တခြားသူတို့ရဲ့တငယ်ချင်းမိတ်ဆွေတွေကိုလည်းဒါလက်ဆောင်ပေးနေဖြစ်ဖြစ်ပေါ့နော်အမတို့ရဲ့မြန်မာမှုလက်ရာတွေကိုလည်းတည်သွားမှာဖြစ်ပါတယ်အဲ့တော့အများကြီးလည်းအကျိုးရှိပါတယ်ဒီလိုမျိုးပွဲတွေလည်းအများကြီးလုပ်တင်တဲ့အတွက်အမတဖက်တလန်းနေတာကူညီပေးတာဖြစ်ပါတယ်လို့ဆက်လက်ပြီးတော့ Sunflower Crew Company Limited ၏ Organizer Matthew E. သိမ်းပါ ရန်ကုန်ဝါဒပေါ်နေမုတ်တုံရသည့်မြမလက်မှုအမှုပညာနဲ့ပချီပပုပြပွဲကြီးကျင်းပပြုလုပ်ဖြစ်ခဲ့ပုံနဲ့ပတ်သက်ပြီးအမတ်တရစကားများပြောကြားခဲ့တာကိုအခုလိုပဲမြင်တွေ့ရမှာဖြစ်ပါတယ်။ဟောအမကတော့ဖြူဤသိမ့်မှာနောက်ပြီးတော့အမ Sunflowers Group ရဲ့ တီတီထောင်သူပေါ့နော်ဒီမှာကတော့ဟို organizer အနေနဲ့ဒီပွဲကိုစီစဉ်ပြစ်တာပါအာဒီမှာကတော့ဟို public area လို့ဖြစ်နေပေါ့နော်ဒီမှာလာလေတဲ့လူတွေရှိတယ်နောက်ပြီးဒီကိုတီးတန့်ဒီရေကစားဖို့လာတာရှိတယ်နောက်ပြီးတော့ဒီမှာစားဖို့တောက်ဖို့အပန်းဖြေဖို့ဆိုပြီးလာတဲ့လူတွေရှိတယ်ရှိတော့ဒီလိုမျိုးပကြီပြပွဲပပူးတို့လက်မှုလုပ်ငန်းလေးတွေကိုပေါ့တခါရဲကြည့်သွားရမယ်ဆိုလို့ရှိရင်သူတို့အတွက်တခြားနေရာကိုသွားကြရမလို့ပဲနဲ့ဒီနေရာမှာဝင်ကြည့်မယ်နောက်ဒီမှာတခါရဲဝယ်သွားလို့ရပါပေါ့နော် အဒီဟာကတော့ဒီလိုလာတဲ့လူတန်းစားတရက်အတွက်ပေါ့နော်တို့ရဲ့စိတ်ကြိုက်ပေါ့နော်ကြိုက်တဲ့ဟာတွေ့လို့ရှင်လဲဝယ်သွားနိုင်တယ်အဲ့တော့ကြာတော့နောက်တစ်ခုကကြာတော့ဒီသွားရင်ဒီမှာကစားနေရင်းနဲ့မှနောက် shopping လေးလုပ်ချင်တယ်လားနောက်တစ်ခုလက်ဆောင်ပေးချင်တယ်လားကိုကိုတိုင်းဒီအရေးသွေးမြင့်နဲ့ပေါ့နော်မြန်မာပြပစ္စည်းတွေကိုသုံးချင်လားအဲ့လိုမျိုးဆိုရင်ဒီမှာဝယ်လို့ရတဲ့အတွက်ကြောင့်မလို့တန်ဒီတလန်အဖြစ်တော့ဒီလူမှုစီးပွားလုပ်ငန်းလုပ်နေတဲ့အဖွဲ့အစည်းတွေကိုပေါ့နော်အထောက်အကူအများကြီးပေးပါတယ် ရိသမျာရှင်ရေကွန်ဝါတာပုံဤမုတ်တုံညာတိမြမလက်မှုအမှုပညာပြပွဲကြီးတွင်ပကြီကားချက်များဗပုယုတ်ထုများရွှွန်ထိန်များနှင့် social enterprise ဖွဲ့တည်သည့်ရေစီစဉ်မှုနှင့်အသက်မွေးဝမ်းကြောင်းပြုနိုင်အောင်ဖွင့်လှစ်ထားပါသောသင်တန်းကျောင်းများ၏အခြားအမှုပညာလက်ရာပစ္စည်းများကိုမိဘပြည်သူများအနေနဲ့အခမဲ့ဝင်ရောက်ပြီးလေ့လာဝယ်ယူနိုင်အောင်စီစဉ်ပေးထားတာကိုလည်းအခုလိုပဲမြင်တွေ့ကြရမှာဖြစ်ပါတယ်။ โอเคจม้านามเป็นซุนซีลูกขอมาได้โอเคจม้าดีปั่นป่วยมาปจีเสี่ยม้าเจ้าอนิเนี่ยปาวินมาได้ရှင်ฮะฤกษ์กั่วโกทูพ่อผู้สัวแต่ปฐมอุซออนุปัญญาเนี่ยลูทูเนี่ยบ่เนาะดายายที่ตรีคุยยาได้ไอ้ตะฉะก็ยังก้าวเนี่ยลูกจม้าทินเนี่ยนอกประมาณญมาปีมาลูทูเนี่ยอนุปัญญาเนี่ยดายายที่ตรีคุย ေးတဲ့နေရာတွေကအရင်ရှာရင်ဥမာ shopping mall ကိုအချိန်ယူပြီးသွားမယ်ဆိုရင်တော့မ shopping mall တွေမှာအမှုပညာကိုခန်းဆောင်ဖို့အတွက်ကရှိမနေဘူးပေါ့အရင်ကွာဝေးနေတယ်ဒီလိုမျိုးနေရာမှာအမှုပညာပြောင်းခန်းတစ်ခုထားပြီးတော့မှပုံမှန်ပြပွဲလေးလုပ်ပေးနိုင်မယ်ဆိုလို့ရှိရင်ဒါအရင်ကောင်းလာမယ်အဲလူလူထုနဲ့ဒီအမှုပညာနဲ့ပေါ့နော်အပန်းချင်လို့ရတယ်အမှုပညာခန်းဆောင်လို့ရတယ်အဲ့လိုမျိုးတွဲပြီးသိလာမယ်ဆိုလို့ရှိရင်ဒါကဒီနိုင်ငံခြားသားတွေလည်းထပ်ပြီးတော့မှပေါ့နော်စိတ်ဝင်စားကြသူတို့ကောင်းမယ်လာကြမယ်လို့ကျွန်မထင်တယ် မုတ်တုံရသည်မြမလက်မှုနှုတ်ပညာနှင့်ပချီပပုပြပွဲဤဖွင့်ပွဲခမ်းနာကိုတော့ Shiny Culture Association အကဖွဲ့ဤဖြောဖြည်းမှုများနဲ့အတူတက်ဆိုင်ရာတာဝန်ရှိသူများမှအမတ်တရားတပုံများရိုက်ကူကအခမ်းအနားကိုအောင်မြင်စွာပြုမြောက်ခဲ့ပါတယ်။ရန်ကုန်မြင်ကွင်းခြေဖွဲ့သားများဒီကနေ့မြင်တွေ့ခဲ့ရတဲ့မုတ်တုံရသည်မြမလက်မှုအနှုတ်ပညာနှင့်ပချီပပုပြပွဲကြီးကိုတော့ တောပုံမြို့နယ်ရမုံနာလမ်းမကြီးပေါ်ရှိ ရန်ကုန်ဝါထားပေါ်နေစူလိုင်လ16ရက်နေ့မှာစက်တင်ဘာလ30ရက်နေ့အထိခင်းချင်းပြတ်တာရောင်းချသွားမှာဖြစ်ကြောင်းတည်ငောင်းပါလိုက်ပြစေ မြန်မာလူမျိုးများလေးစားမြင့်တို့တန်ဖိုးထားကြတယ်မြန်မာလက်မှုအနုပညာလက်ရာများကို အများပြည်သူများအနေနဲ့လွတ်လပ်စွာလေ့လာနိုင်ရန်စီစဉ်ပေးထားပါတော့ရှန်ကွန်ဝါတာဖုန်းအနေနဲ့လည်းပြည်သူအချို့ပြုစီမဲ့လုပ်ငန်းဆောင်တာများကိုစတဲ့တဘောလှူဆောင်နိုင်ပါစေလို့စုမုံကောင်းတောင်းရင်းနေဒီနေရာကနေလို့ဆက်လိုက်ပါစေတ िश ူအပိတ်ခဲ့ကြတဲ့ပြည်သူတို့အချင်းစီကိုချေဆုထူပင်တင်ရှိပါတယ်